င်္ဂလာပါရှင်။မက်ရှလာ၁၉ရက်ဗုဒ္ဓဦးနေ့ရွှေရံကွင်းရဲ့ထူးခြားပြီးသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ပြည်တော်စုဝင်ကြီးဦးမောင်မောင်မြမအတန်နှင့်ရုံမြင့်တန်ကြားဝန်ထမ်းတင်များအားတွေ့ဆုံတဲ့သတင်း။ယနေ့အချိန်ခါသည်မီဒီယာခေတ်ဖြစ်လို့မီဒီယာကဏ္ဍဟာအလွန်အရေးကြီးပါကြောင်း။နိုင်ငံတော်မီဒီယာအနေဖြင့်ပြန်ကြားပေးရန်ဖြိုပြီးပေးရန်နှင့်အသိပညာပေးရန်ဆိုတဲ့မူလတာဝန်ကြီး၃ရဲ့အပြင် အများပြည်သူကိုပြုံးပျော်ကြည်နူရှင်မြူးမှုနဲ့အတူမှန်ကန်တဲ့သတင်းချက်လက်များအယူအဆနဲ့အတွေးခေါ်များရရှိပြီးနိုင်ငံတော်တည်ဆောက်ရေးအေဂျင့်တာရေးကဏ္ဍများတွင်အားတက်သရောပါဝင်လှူဆောင်လာအောင်ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်းပြည်အောင်စုဝင်ကြီးဦးမောင်အောင်ကမတ်လ18ရက်နေ့နဲ့9နာရီကနေပြည်တော်တက်ကုန်းမြို့ရှိမြမတန်နယ်ရုပ်မြင်သံကြား Auditorium ခန်းမတွင်စွမ်းရည်နှင့်သင်တန်းတက်ရောက်ရန်နှင့်မောင်မေသစ်လွင်ကျူစွဲအတွက်စုစည်းရောက်ရှိနေသောဝန်ထမ်းတင်များအားမှကြားခဲ့ရလို့သိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ပဲခူးမျိုးနဲ့ဝမ်ဘဲအင်ဂျေဝါအနီတွင်ရှင်တိုင်မှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးတဲ့တဲ့ရင်ပဲခူးမျိုးနဲ့ဝမ်ဘဲအင်ဂျေဝါဒေဆုံပါဖျားမဟုတ်ဝင်ပေါအနီရန်ကုန်မန္တလေးကလမ်းမာတွင်မက်ရှလာဆက်ရှိရဲ့နနက်ရှင်နိုင်ခန်းကရှင်တိုင်မှုဖြစ်ပွားကြောင်းသိရပါဗျာ ဖြစ်စဉ်မှာရန်ကုန်မြို့ပတ်မှာရေမောင်းအောင်ကုန်မင်းမောင်းနေလာတဲ့ 5S 5744နောက်တွဲစီပေါ်စာရင်ဟာရန်ကုန်မန္တလေးကားလန်ဟောင်းအတိုင်းဒိုင်ဦးမြို့ပတ်သို့မောင်းနေလာစဉ်လာရတူရေမောင်းမောင်းနေလာတဲ့ AE 1070စိုက်ထရရှင်မှာဒေဆောပါဖျားလန်အတွင်ချိုးခွင်ဝင်ရောက်စဉ်လန်အလယ်မှာဝင်ရောက်တိုက်မိခြင်းဖြစ်ပြီးရင်တိုင်မှုကြောင့်ဒေါက်တာတင်ခိုင်စိုးရင်ရအားရန်ကုန်သို့လွှဲပြောင်းကူတာလျက်ရှိပြီးကျန်းမာချအုံမှာမစိုးရင်ရထရန်များရရှိခဲ့တယ်လို့သိရပါတယ်။လိုက်ထရရှင်မောင်းပါခေါင်းကန်တဲမှာဇာနအုံမှာတည်ဆုံသွားကြောင်းလည်းသိရပါတယ်ရှင်။နောက်ထပ်တဲ့စမယ်သတင်းကတော့တောင်ချင်းမြို့ရင်းနှစ်ရက်ဆက်တိုင်းမိလာမှုဖြစ်ပွားလို့နေအိမ်သုံးလုံးမိလာဆုံးရှုံးနေတဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်တွင်နေရစတိုက်မိလာမှုဖြစ်ပွားကလူနေအိမ်၃လုံးမိလောင်ဆုံးရှုံးကြောင်းသိရပါဗါဒတောင်ကြီးမြို့ရတနာတီရီရက်ကွယ်မြဝီလန်ရှိသွမှုပြင်ကပြင်ကင်းတထက်နေတွင်မတ်လ15ရက်ညနေ4:28မိနစ်ခန့်ကစပူမီကျင်းမိကျမ်းများမှနေအကာတို့မိကုဆက်လောင်ကျန်းခဲ့လို့သိရပါဗါမိလာမှုမှာမိနစ်30ကျော်ကြာမြင့်ခဲ့ပြီးလူနေအိမ်၄လုံးမိလောင်ဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြောင်မြာမြို့နယ်ရွှေမြည်အတွင်းဆက်လေတိမ်မောင်းမှုဖြစ်ပွားရာတွင်လိုက်ပါလာသူလေးဦးကိုကယ်ဆယ်နိုင်ခဲ့တဲ့သတင်း အေယဝတီတိုင်းမြောင်းမြမြို့နယ်ရှိရွှေမြေအတွင်းမက်ရှလ၁၈ရက်မွန်တယ်၁၂နာရီ58မိနစ်ခန့်ကဆက်လီတစီတိမ်မောက်ခဲ့ကြောင်းသိရပါရယ်မြောင်းမြမြို့နယ်ရွှေမြေအတွင်းဆက်လီတစီတိမ်မောက်မှုဖြစ်ပွားပြီးမြောင်းမြမြို့နယ်မိသက်စခန်းမှာတပ်ဖွဲ့ဝင်များအယံမိသက်တပ်ဖွဲ့ဝင်များနဲ့လူမှုကွန်ရက်အသင်းဝင်များကရှာဖွေကိစ္စမှုများပြုလုပ်ကြတယ်လို့သိရပါရယ်ဆက်လီပေါ်ရင်လိုက်ပါလာတဲ့အမျိုးသားသုံးဦးနဲ့အမျိုးသမီးတဦးတို့အားအသက်ရှင်လျက်ကိစ္စနိုင်ခဲ့ပြီးမြောင်းမြမြို့ပြည်သူစေုံတို့ပို့ဆောင်ပေးလျက် ဲရှိတယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တက္ကုံမြို့နယ်ကင်သာပင်လောင်လန်တွင်လက်နက်မျိုးစုံ16လက်၊ကြီမျိုးစုံနဲ့အတူလူနက်ဦးအားဖမ်းဆီးရမိတဲ့သတင်း။တက္ကုံမြို့နယ်ကင်သာပင်လောင်လန်တွင်မော်တော်ယာဉ်တစ်စီးပေါ်မှာဆက်နွှဲတပ်အိတ်များအတွင်းတူဖွဲ့၍တည်ဆောင်လာတဲ့လက်နက်မျိုးစုံ16လက်၊ကြီမျိုးစုံနဲ့အတူလူနက်ဦးအားဖမ်းဆီးရမိကြောင်းသိရှိရပါတယ်။ မတ်လ18ရက်နေ့နေ့ပိုင်းကကင်းတာပင်လောင်လမ်းပေါ်တွင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်မှာတက္ကုံမြို့နယ်သို့မောင်းနှင်လာတဲ့ light track ရင်းတစီအားစစ်စေးရာတွင်ဆက်နွင်းတက်အိတ်များတွင်သို့ဝှက်၍တည်ဆောင်လာတဲ့လက်နက်ခဲယမ်းများနဲ့ဆက်ဆက်ပစ္စည်းများအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်မောင်းတုတ်နှင့်ရှင်နောက်လိုက်တုတ်လိုက်ပါလာတဲ့အဖြူအပြာရောင် light track ရင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်မှာတက်ကုန်းမြို့နယ်သို့မောင်းနှင်လာခြင်းဖြစ်ပြီးမကွေတိုင်းဒေသကြီးဘက်သို့သွားရောက်မယ်လို့ယူဆရကြောင်းနဲ့ဖန်စီရမိတဲ့လက်နက်များတွင် MA1 လေးလက် MA2 2လက် M60 တလက်အပါအဝင်လက်နက်မျိုးစုံ16လက်လက်ပစ်ပုံး3လုံးကြီမျိုးစုံ1600အောင်ယူနီဖောင်းများနဲ့စကားပြောဆက်များလည်းပါဝင်ကြောင်းသိရှိရပါတယ်ရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေပြည်ထဲမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအချိန်နဲ့တပြေးသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။